ယနေ့မှာလေးဘက်ရွယ်ကိုဝင်ဆောင်စဉ်တွင်ဖြစ်နိုင်သောလက္ခဏာများအကြောင်းဆွေးနွေးသွားမယ်။တချို့အခါမှာလက္ခဏာမရှိနိုင်ပါဘူး။မိန်းကလေးတချို့ကဘာမှမခံစားရနိုင်ပါဘူး။ဒါပေမဲ့လေးဘက်လောက်မှာမကြာခဏတွေ့ရတဲ့အခြားလက္ခဏာတချို့လည်းရှိတယ်။ဥပမာအန်ဂျင်တန်ဝမ်းနည်းတန်စတဲ့အရာတွေပါ။အနည်းငယ်ဝမ်းပိုက်အောင်ခြင်းလေးဖြစ်နိုင်တယ်။သူတို့ကမောပြင်းပြင်းခံစားရနိုင်တယ်။တခါတလေဝမ်းချုပ်ခြင်းနဲ့ခေါင်းကိုက်ခြင်းလေးဖြစ်နိုင်တယ်။ ။ဒါတွေကအရန်ပုံမှန်တွေပါပဲ။နည်းငယ်ပဲတွေ့ရတဲ့အခြားလက္ခဏာတွေကတော့တခါတလေသွေးစီးခြင်း implantation bleeding ဖြစ်နိုင်တယ်၊သို့မဟုတ်စီးသွားချိန်များလာနိုင်တယ်၊စိတ်အနေအထားပြောင်းလဲမှုအရသာနဲ့အနံ့ခံစားမှုပြောင်းလဲမှုတွေပါ။ဒါတွေကတော့ပုံမူရှားပါးတဲ့လက္ခဏာတွေဖြစ်ပြီးသူတို့အနေနဲ့ခံစားနိုင်ပါတယ်။ ါပေမဲ့ဒီလိုလက္ခဏာတွေခံစားရရဆိုရင်လေအရင်ဆုံးကိုဝင်စစ်ဆေးမှုကိုစစ်ကြည့်တာကအကောင်းဆုံးပါကိုဝင်ရှိမရှိစစ်ပြီးမှဆရာဝန်ဆေးရုံကိုတွားရောက်တွေ့ဆုံပါကျေးဇူးတင်ပါတယ်